တော်ရရှင်များအလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာနေနော်ရဲ့နေနန်းနယ်ရဲ့ညာဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ် တနာဤအစကတော့ရေကြတံပဲဖြစ်လေသည်ထိုအံကို တင်သေးအောင်စတင်သတိထားသည်မှာသိမကြသည်မှတ်မှန်ရရသူရင်ဆိုင်ရတော့မည်စာမေးပွဲရက်ရှိကာလာကြီးမတိုင်ခင်ရက်အနှဲငယ်အလိုကဖြစ်သည် ထိုနေ့ကအတော်ညနေသည်အထိသူစားချက်နေခဲ့သည်ရှေးလျားသောကြွေကောက်ရှုပ်ထွေးသောစကလုံးများဘာသာရဆိုင်ရာအခေါ်အဝေါ်များနှင့်သူထွေးလုံးရစ်ပတ်ဖြစ်နေစဉ်မှာပင် ထိုအတန်ကို သူစတင်တည်ထားမိခြင်းဖြစ်သည်အတန်ကတိတ်အတိုးကြီးမဟုတ်သလိုတိတ်အကျဲကြီးလည်းမဟုတ် အစကတော့ထိုအတန်ကိုဘာတန်ဟုရေရေရာရာသူမခွဲကြတတ်ခဲစီးချက်ညီစွာထွက်ပေါ်နေသောထိုအတန်ကိုတာမန်အတန်တစ်ခုအဖြစ်သာသဘောထားလျက်သူစာကိုဆက်ကြက်နေလိုက်သည်သို့သောစာတပုတ်မဆုံးခင်မှာပင် ထိုအတန်သည်ဘာတန်ဖြစ်ကြောင်းသူကောင်းစွာသတိထားမိလိုက်တော်သည် ပျော်ပြောင်းညင်သာစွာအဆက်မပြတ်ထွက်ပေါ်နေသော ထိုအတန်မှာရေမြောင်းနီး၌ကြားရလေရှိသောအတန်မျိုးဖြစ်သည်။သိကြတယ်ဒါဟာရေကြတဲ့အစ်စ်ပဲ။ကြက်လက်စာစာအုပ်ကိုဘေးသို့ခြာရင်ထိုအတန်စီအာယုံစူးဆိုင်ခါနားထောင်နေမိသည်။ရေကြတဲ့သည်ဘင်းကြီးတစ်ခုပေါ်သို့ရေလောင်းချသောအခါကြားရလေရှိသောတပြန်းပြန်းရေကြတဲ့မျိုးမဟုတ်။ရေရှိနေသောရေအိုင်သို့မဟုတ် ရေမြောင်းတွင်သို့ရေစီးကြောင်းအသေးစားတစ်ခုစီစဉ်ပြိုကျသည့်အတံမျိုးဖြစ်သည်တနည်းအားဖြင့်အလွန်သေးငယ်သောရေဒဂွန်လေးတစ်ခုထွက်ပေါ်လာသည့်ရေကြတံမျိုးဖြစ်သည် ထိုရေကြတံဤဆွဲဆောင်မှုကတင်ထေးအောင်ဤစာချက်ချင်းကိစ္စကိုရက်ဆိုင်သွားစေခဲ့တော်သည်ဒီအတံဘယ်ကလာတာလဲထိုမေကွန်းသည်ထိုရေကြတံကြောင့်သူဤဥကောင်းတွင်သို့ထိုးခွဲဝင်ရောက်လာကြသော မေကွန်းများစွာအနက်မှာ ပထမဦးဆုံးဝင်ရောက်လာသည့်မေကွန်းပင်ဖြစ်လေသည် သူထိုင်ရာမှထရရင် ရေကြတန်ထွက်ပေါ်ရာအရက်ကို လိုက်လံရှာဖွေလေတော့သည် ထိုရေကြတန်သည် သူနေထိုင်ရာအခန်းချင်းလေး၏အနီးပတ်ဝန်းကျင်တနေရာမှထွက်ပေါ်နေခြင်းဖြစ်သည်သူ၏အခန်းချင်းလေးမှာမိသားစုပိုင်းအိမ်မကြီးနှင့်ဝေးကွာရာခြံတောက်၌ဆောက်လုပ်ထားသည့်ကားကိုယ်ရောင်းနှင့်တစ်ဆက်သေးအခန်းချင်းလေးဖြစ်သည် အခန်းတကားကိုဆွဲဖွင့်၍ သူသည်အခန်းကားကိုယ်ရောင်၏အပြင်ဘက်သို့ထွက်လိုက်သည်ထို့နောက်မဟုရာချင်းရောင်အမောင်တို့အတွင်းသို့တိုးဝင်ရင်းရေကြတံထွက်ပေါ်ရာအရက်ကို လိုက်လံရှာဖွေလေတော့သည်မိုးရာသည်ဖြစ်တော်လဲမိုးမြွာသောညတညဤသကောင်းရန်အချိန်၌ထွက်ပေါ်နေသော ရေကြတံနှင့်ထိုရေကြတံအားလိုက်လံရှာဖွေနေသော လူတယောက်တို့ကိုစုံစည်းမိစေသော နေရာကတော့သူဤအိတ်ခမ်းပဒင်းပေါက်နှင့်တဲ့တဲ့ခြံစည်းရိုးအဆက်၌ဖြစ်လေသည် ထိုနေရာအရောက်ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါဘဲသူတကိုယ်လုံးစက်သိမ်းမှွင်းညင်းများတပြန်းပြန်းထသွားတော်သည်ဟင်းအင်းမဖြစ်နိုင်ဘူးဒီနေရာတော့ဘလို့မှမဖြစ်နိုင်ဘူးမယုံကြည်နိုင်စွာခေါင်းခါရရင်ရေကြတန်ထွက်ပေါ်ရာမြေပြင်ကိုစူးစိုက်ကြည့်လိုက်မိသည်ထိုမြေပြင်၌ရေနှစ်တူသောအရာဟု၍ဘာမှမရှိသို့တော်သူဤနား၌ကြားနေရသောရေတကွန်အသေးစားလေး၏အတန်မှာ ထိုနေရာမှပင်ထွက်ပေါ်နေခြင်းဖြစ်သည်မယုံကြည်နိုင်စွာအံ့ဩမှင်တက်စွာ မြေပြင်ပေါ်သို့ဒူးထောက်ထိုင်ချလိုက်မိသည်ဒီမှာပင် ရေကြတဲ့နှစ်သူပပင်းတိုးလီတော်သည် သူဤနားတွင်သို့တိုးတက်ညင်သာစွာအဆက်မပြတ်စီဝင်နေသောထိုရေကြတဲ့သည် သူထိုင်ချသောနေရာနှင့်တဲ့တဲ့ဟိုးမြေကြီးအောက်မှထွက်ပေါ်နေခြင်းပဲဖြစ်လေသည် ထိုညမှစတင်၍ သူ၏အိတ်ဆက်ချင်းများနှင့်စာချက်ချိန်တော်တော်များများကို ထိုရေကြတန်းကတစစီကြိုက်ဖဲ့ခြေမွှလေတော့သည်တိုးသက်ပျော်ပြောင်းတော်လဲညံ့ပြီဆိုသည်နှင့်မှန်မှန်ကြီးထွက်ပေါ်လာတတ်သောထိုရေကြတန်းကသူအားညစဉ်ဆိုသလိုဒုက္ခပေးတော်သည် သူ၏ဥကောင်းတွင်၌ဘားဒိုင်မင်ဒိုင်ယာဂရမ်များဆပ်စပန်ရှင်စနစ်များအင်ဂျင်နီယာဒီဇိုင်းများအစားထိုရေကြတန်းကသာ စီးဝင်နေရာယူတော်သည် ရက်လိုက်စမ်းပါကျေးဇူးပြုပြီးအဲ့ဒီအတန်ကိုရက်လိုက်ကြစမ်းပါတို့တော့ထိုရေကြတန်းကတော့ညစဉ်မှန်မှန်ကြီးထွက်ပေါ်လာမည်ဖြစ်သည်ကြာတော့သူတီးမခံနိုင်တော့သူဤအိမ်သားများအား သူအိမ်ခန်းပရင်ပြင်ပတ်မှရေကြတန်းတစ်ခုကိုကြားနေရကြောင်းပြောပြလိုက်တော်သည် ထိုရေကြတန်းနှင့်ပတ်သက်သည့်အိမ်သားများဤတုံ့ပြန်မှုကတော့တယောက်တစ်မျိုးဖြစ်သည် တချို့ကမဖြစ်နိုင်ပါဘူးဟုပြော၍တချို့ကအဲ့ဒီအောက်မှာရေပိုင်လိုင်းတစ်ခုရှိရမယ်အဲ့ဒီရေပိုင်လိုင်းကအဲ့ဒီနေရာအရောက်မှာပေါက်နေလိမ့်မယ်ဒါကြောင့်အဲ့ဒီရေကြတန်းထွက်လာတာဖြစ်ရမယ်ဟု ဆိုသည်တချို့ကတော့မိုးရွင်းမှု ရေတွေကြောင့်မြေအောက်ရေစီးကြောင်းတစ်ခုဖြစ်လာပြီးအဲ့ဒီရေစီးကြောင်းဟာအဲ့ဒီနေရာအောက်ကဖြတ်သန်းသွားတာဖြစ်ရမယ်ဟုသုံးသက်လေသည်ထိုသုံးသက်ချက်မှာလက်ခံနိုင်လောက်အောင် ဖြစ်နိုင်ခြင်းများသော ုံးသက်ချက်ဖြစ်သည်ထိုတုံးသက်ချက်ကြောင့်ရေကြတန်းဤဆွဲဆောင်မှုမှာအတော်သင့်လျော့ပါသွားရတော်သည်သို့တော်ထိုလျော့ပါသွားခြင်းမှာကြာကြာမခံခဲ့ရက်အနေငယ်အတွင်းမှာပင်ထိုရေကြတန်းအားပြန်လည်စိတ်ဝင်စားဖြစ်ရမည်ကိစ္စတစ်ခုပေါ်ပေါက်လာခဲ့သည်ထိုကိစ္စကိုဖြစ်ပွားစေသူကတော့သူတို့အိမ်တို့အလဲပက်ရောက်ရှိလာသောသူတို့အိမ်ဤယခင်ပိုင်ရှင်ဟောင်းမဲဖြစ်လေသည်ထိုပိုင်ရှင်အဟောင်းအား ခြံထောက်မှရေကြတန်းတစ်ခုကြားရာကြောင်းပြောပြလိုက်မိသည်ပိုင်ရှင်ဟောင်းကကြားဘူးနေကြစကားတန်ကိုကြားလိုက်ရသည့်ပမာဘာမှမထူးဆန်းသည့်ဟန်မျိုးဖြင့်ခေါင်းတစ်ချက်ညှိသည်ထို့နောက်အတော်အသင့်ရှင်းနေသည့်အရာမှန်သမျှကို ရှုပ်ထွေးသွားစေမည့်စကားတစ်ခုကို ရေရွတ်လေသည် စကားကတော့မေတ္တာပို့ပါဟုသည့်စကားပဲဖြစ်သည်မေတ္တာပို့ပါတဲ့ထိုစကားဤနောက်ွယ်၌ လျှို့ဝှက်နှက်နှဲမှုများစွာရှိကြောင်းသူပါဝင်တအိမ်သားလုံးသဘောပေါက်လိုက်ကြသည်ဘာဝုံမြတ်တာပို့ရမှလဲဘာအတွက်မြတ်တာပို့ရမှလဲတယောက်တစ်ပါဝိုင်းမေးကြသောမိကုံများကိုပန်းရှင်ဟောင်း အပြုံးဖြင့်တုံ့ပြန်ရင်းတလုံးချင်းပြောပြသည်ထို့သူပြောပြသည်မှာယခုရေကြတဲ့ကြားရသောနေရာသူဤအိတ်ခမ်းပရင်အပြင်ဘက်ခြံစည်းရိုးအဆက်၌ယခင်ကရေရင်းပြည်ကြီးတစ်ခုရှိပြီး ထိုရေရင်းပြက်မှာမြေကြီးများဖုံးလွှမ်းမှုကြောင့်ပျောက်ကွယ်သွားခြင်းဖြစ်ကြောင်းထိုရေရင်းပြက်မှာတာမန်ရေရင်းပြက်မဟုတ်ဘဲတိုက်တစ်ခုဖြစ်ကြောင်းထိုတိုက်ကိုစောင်းသောအုတ်ဆက်ဆောင်မှာနေနန်းွယ်ဆိုသည့်မင်းသမီးတစ်ပါးဖြစ်ပြီးသူမမှာ အလွန်ချောမောလှပါကြောင်းထို့ပြင်ယခုကြားရသော ရေကြတံမှာနေနန်းွယ်ကတမင်ဖန်တီးသည့်အတန်ဖြစ်ပြီးသူ့လိုလိုပင်ပျောက်ကွယ်သွားတဲ့ကြောင်း၎င်းတို့နေစဉ်ခါကလည်း ယခုလိုပင် တခါတည်း၌ရေကြတဲ့များကြားရတဲ့ကြောင်းစသည်လို့ဖြစ်သည်အလွန်စိတ်ဝင်စားပွဲကောင်း၍အလွန်လဲရင်ခုန်မွဲကောင်းသောအကြောင်းအရာများပဲဖြစ်သည် ထိုအကြောင်းအရာများကြောင့်သူရင်ဆိုင်လင်းရသောအရာမှာတာမန်ရေကြတဲ့တစ်ခုမဟုတ်ပဲအလွန်ချောသည့်ဥစ္စာဆောင်မှတယောက်ဖြစ်ကြောင်းနားလည်လိုက်မိသည်ရင်နားလည်မှုကပင် သူအားဒုက္ခရောက်စေခဲ့ခြင်းဖြစ်လေသည်အကြောင်းကတော့ တို့အိမ်၌ယခင်ပိုင်ရှင်ဟောင်းလာလေသွားသည့်နေ့မှစ၍အချိန်ရှိတိုင်းနေနန်းွယ်ဟုသောဥစ္စာဆောင်မှလေးဤအကြောင်းကိုသာသူတွေးနေမိတော်သည်နေနန်းွယ်တဲ့သူမဟာတိတ်ကိုလှတဲ့ဘလို့လှတာလဲပြီးတော့ဘလောက်လှတာလဲထိုတွေးသည်သူဤဥကောင်းအတွင်းသို့ မကြာခဏဝင်ရောက်လာတတ်သော အတွေးဖြစ်သည်လို့သူဤစာချက်ချိန်များကိုတစသည်ချွေဖဲ့ပြစ်သောအတွေးလည်းဖြစ်လေသည် ထိုအတွေးကို သူနီးမျိုးစုံဖြင့်စူးစမ်းမေ့ဖြောက်ပစ်ခဲ့သည်သို့သော သူမြင်မြပင်စူးစမ်းစူးစမ်းထိုအတွေးကသူအားမကြာခဏဆိုသလိုပင် အနိုင်ရသွားတတ်မြဲဖြစ်သည်တခါတရံရေကြတန်းကိုနားထောင်ရင်းနေနန်းရွယ်ဤပုံတရံကိုစိတ်ကူးဖြင့်ပုံဖော်နေမိလေသည်ဒီလိုနဲ့ပင် သူဖြတ်တန်းရမည်စာမီးပွဲရများက တိုးဝင်ရောက်ရှိလာခဲ့တော်သည် ဇာမေးပွဲစဖြစ်သည့်ပထမဆုံးနေ့မှာပင် နေနန်းွယ်သည် သူ့ကိုလွှမ်းမိုးအနိုင်ရနေကြောင်းသူသဘောပေါက်လိုက်တော်သည်ထိုနေ့ကဇာမေးပွဲအခန်းတွင် ရေကြတဲ့တသွင်းသွင်းကိုသာ သူကြားရောင်နေမိသည်ပို၍စိုးသည်ကကနန်းတွက်ဆက်မှန်ချက်ပေါ်မှာအပြည့်လှပေါ်မှာဇာမေးပွဲမေကွန်းလှပေါ်မှာစိတ်ကူးဖြင့်မြင်ရောင်နေမိသောနေနန်းွယ်ဤပုံရိပ်ကမကြာခဏပေါ်လာခြင်းပဲဖြစ်သည် သူစိတ်ရှုပ်ထွေးစွာခေါင်းကိုခါရမ်းလိုက်မိသည်ခတ်လိုက်တာကျေးဇူးပြုပြီးခဏလောက်ထွက်သွားစမ်းပါပြီးတော့မင်းရဲ့ရေကြတံတွေကိုရက်ပြစ်လိုက်စမ်းပါသို့တော့နေနန်းွယ်နေ့ရေကြတံကတော့သူ့အားတိုက်စားတဲဆောင်သွားမြဲဖြစ်လေသည်ဒီလိုနေ့ပင်ဆောင်းမွေးပွဲကာလဤအစာပိုင်းရက်အတော်များများကိုသူရဲ့နေနန်းွယ်ရဲ့ရေကြတံရဲ့ထွေးလုံးရစ်ပတ်လျက် ခေယောင်ခြိုက်ချားနိုင်လှစွာဖြတ်ကျော်ခဲ့ရသည်။နေနန်းတွေရဲ့မိကို့ကိုမနှောက်ယှက်စမ်းပါနဲ့ပြီးတော့မနှိပ်စက်စမ်းပါနဲ့။သူမြည်တော့ပင် တောင်းမှန်တောင်းမှန်နေနန်းတွေကတော့သူအား ပူးကပ်အနိုင်ယူစေဖြစ်သည်။ဒရောရင်နေ့ခေါ်ပုံဆွဲရမည်နေ့ကတော့သူအားနေနန်းတွေအနှောက်ယှက်ဆုံးနေ့ပဲဖြစ်သည်။ထိုနေ့ကဒရောရင်ပေပါပေါ်ရှိ front view side view နေရာများ၌ နေနန်းရွယ်ဤပုံများကိုသာရောင်မှရေးချစ်နေမိတည်သည်ဆာမေဘွဲပြီးဆုံးရန်ဤ၃ရက်လောက်အလိုမှာတော့ရှင်ဗံမွေလက်မွေးထူထူနှင့်ဘောင်းမီဝဲပုတ်ကိုထန်သို့သူရောက်သွားရတော်သည်ဆရာဝင်ကသူအားအုံနောက်ကြည်စည်းများဖောဖောတီတီပေးသည်ဘာမှမတွေးနဲ့ဘာကိုမှဝါရီမဖြစ်နဲ့အေးရေးဝါဝအိတ်ခေါင်းကိုကြည်ကြည်ထားဆာမေဘွဲဆိုတာသူ့လူလူโอเคသွားလိမ့်မယ်ဟုတ်ပြီလား ဟင်းအင်းစရာဒီကိစ္စဟာကျွန်တော်နဲ့နေနန်းနယ်နဲ့ပဲတက်ဆိုင်တာသူနဲ့ကျွန်တော်တွေ့ရရင်အားလုံးအဆင်ပြေသွားမှာစာကိုညံ့တဲ့အထိမကြက်နဲ့ဖြစ်နိုင်ရင်လုံးဝမကြက်နဲ့တော့ခမားက break ဖြစ်ပြီးသားပဲအရင်ကလည်းအများကြီးကြက်ထားတဲ့ဥစ္စာ ဖြေနိုင်မှာပါနေနန်းတွေကဆရာရဲ့အဲ့ဒီရေကြတန်းတွေကိုကျွန်တော်ပေးတဲ့စီးတွေကိုမှန်မှန်တောက်ရမယ်နော်ကဲထိုးစေထိုးလိုက်ရအောင် နေနန်းတွေရဲ့မင်းကိုကိုမနှောက်ရှက်စမ်းပါနဲ့ဖြစ်နိုင်ရင်မင်းကိုနဲ့လာတွေ့စမ်းပါကိုမင်းနဲ့တွေ့ချင်တယ်ထိုနေ့ညတကောင်းရန်အချိန်မှာတော့သူထိုးစကားများကိုသာထက်ခါတလဲလဲရေရွတ်နေမိတော်သည်သူဤအိမ်သားများကအစာပိုင်းတွင် သူနှင့်အတူတူလာအိပ်မိဟု ဆိုကြသည်သို့တော်သူကတော့အကြောက်ကံညင်းခဲ့သည်ထိုအခါသူအားကားကိုယ်ရောင်အခန်းကျင်းလေးထဲ၌မအိပ်ဘဲ အိမ်မာကြီး၌လာအိတ်ရန်ပြောကြပြန်သည်မဖြစ်ပါဘူးအိတ်ရာပြောင်းအိတ်ရင်အိတ်လိုရမှာမဟုတ်ပါဘူးကျွန်တော်ဒီမှာပဲအိတ်မယ်မင်းစာရီကြက်ရင်ဟမ်ဟမ်မကြက်ဘူးအခုပဲအိတ်တော့မှာနောက်ဆုံးတော့သူ၏အိမ်သားများကသူအားလက်လျှော့သွားကြတော့သည်သူကတော့အိမ်သားများအိတ်လောက်ပြီးဆိုသည်နှင့်အိတ်ရာထဲမှထ၍အိတ်ခမ်းပရင်းစီသို့ရှောက်လာခဲ့သည်ထို့နောက်ရေကြတဲ့ထွက်ပေါ်ရာ ခြံစည်းရိုးအဆက်တို့ငေးရည်ရင်နေနန်းຫນွယ်ကိုသာတန်းတနေမိတော်သည် နေနန်းຫນွယ်မိကိုစီလာစမ်းမှာကုံမင်းကိုစောင့်နေတယ်သို့တော်နေနန်းຫນွယ်ကတော့မိုးစင်စင်လင်းသည့်အထိတင်ထေးအောင်စီတို့ရောက်မလာခဲ့ နောက်တနေ့မှာတော့ကျင်းဆက်သောမျက်လုံးစုံနှင့်စောင်မေးဝဲကန်းစီတို့တွား၍နေနန်းຫນွယ်ဤအမိကိုသာအပြေလွှာအပြေရေးနေမိတော်သည် ။စာမေးပွဲနောက်ဆုံးနေ့မတိုင်ခင်ညမှာတော့သူတီးမခံနိုင်အောင်ဖြစ်နေတော့သည်။ညာပေါင်းများစွာအေးပြတ်ထားရသောမျက်လုံးစုံနှင့် ရေကြတဲ့ထွက်ပေါ်ရာနေရာကိုစူးစိုက်ကြည့်ရင်းနေနန်းရွယ်ဤအမိကို အမောတကောရေရွတ်နေမိတော့သည်။လာသိမိနေနန်းရွယ်ဘာပဲဖြစ်ဖြစ်အခုလိုညာမျိုးမှာတော့မင်းရောက်လာသိမိ။သူစောက်တရားမဲ့စွာအတန်ထွက်၍ရေရွတ်လိုက်မိသည်။ ထိုအချိန်မှာပင်တိုးတက်ညင်သာစွာထွက်ပေါ်နေသောရေကြတန်းကပို၍ကျဲလောင်လာတော့သည်ဖြစ်နိုင်မှမလားဒါတကယ်ဖြစ်နိုင်မှမလားသူမယုံရဲစွာဗရင်းမောက်တန်စကားကိုလက်ဖြင့်စုပ်ကမ်းရင်းရေကြတန်းကိုအာယုံဆူးဆိုင်နားထောင်လိုက်မိသည်ရေကြတန်းကျဲလောင်လာခြင်းမှာအမှန်ပဲဖြစ်လေသည်ဖះရည်ဒါဆိုသူမလာတော့မယ်ပေါ့နေနန်းတွေရောက်လာတော့မယ်ပေါ့ အံ့ဩဝမ်းသာစိတ်ဖြင့်သူတကိုယ်လုံးချက်သိမ်းများတဖြန်းဖြန်းထသွားသည်ပရင်းမောက်တန်စကားကိုစုပ်ကိုင်းထားရမှ ရေကြတန်ထွက်ပေါ်ရာခြံစည်းရိုးအဆက်သို့တွားကြည့်ရင်သောဆန္ဒတို့သူ့ရင်တွင်သို့စီးဝင်လာတော့သည်ကိုလာခဲ့မယ်နေနန်းတွင်မင်းရဲ့နေရာကို ကိုလာခဲ့မယ်မင်းအဲ့ဒီနေရာကနေကိုကိုစောင့်နေစမ်းမှာပရင်းမောက်ကိုခွာလျက်အခန်းတကားစီသို့သူလျှောက်လာခဲ့သည်ထို့နောက်အခန်းတကားကိုဆွဲဖွင့်၍ ရေကြတဲ့ထွက်ပေါ်ရာခြံတောင့်သူကားကိုယ်ရောင်ကိုပတ်ရင်းအပြေးသွားတော်သည် သူရောက်သွားတော့ရေကြတန်ကစောစောကတက်ပင်ပို၍ကျဲလောင်နေပြီဖြစ်သည်တေးကြတယ်သူမတကယ်ရောက်လာတော့မှရင်ခုန်ကြည်နူးစွာရေကြတန်ထွက်ပေါ်ရာမြေပြင်ကို သူမျက်တောင်မခတ်စိုက်ကြည့်နေမိသည်တစ်စက္ကန့်နှစ်စက္ကန့်သုံးစက္ကန့်စက္ကန့်တွေသာတစ်စက္ကန့်တစ်စက္ကန့်ကုန်လွန်သွားသည် ရေကြတန်ကသာကျဲလောင်တဲ့ပို့၍ကျဲလောင်လာသည် သို့သောနေနန်းຫນွယ်ကတော့ရောက်မလာခဲ့လှုပ်ရှားမှုမဲ့စွာငိမ့်သက်လွန်းလာသော ရေကြတန်သာကျဲလောင်စွာထွက်ပေါ်နေသော မြေပြင်ကိုစူးဆိုင်ငေးရည်နေရင်းမှ သူအားရော့ကြေကွဲစွာပြုတ်လာတော်သည်နေနန်းຫນွယ်ရဲ့စိတ်ပြတ်ဝမ်းနည်းစွာအတန်ထွက်ရေရွရင်းရေကြတန်ထွက်ပေါ်ရာ နေရာစီမှအကြည့်တို့ကိုလွှဲလိုက်မိသည် ထိုအချိန်မှာပင် သူမျော်လင့်တောင်းတနေသော နေနန်းတွေကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရလေသည်ဖြော့ရီမှိုင်းပြသောမျက်လုံးအစုံနှင့်ပန်းသူရောင် ပိုးဖဲနန်းတွင်အဝတ်အစားများနေသူမျော်လင့်နေသော သူမသည်သူနှင့်ဝါးတရိုက်ကွာခြံစည်းရိုးအပြင်ဘက်၌ရက်လျက်သူအားစိုက်ကြည့်နေသည် သူမယုံရဲစွာချက်သေးသေးရင်သူမကို ငေးမောနေမိသည်ဝင်းဝါနှုညက်သောအသားရည် ရှေးလျားပျော့ပြောင်းသောစံချီမြင့်များနှင့် သူမသည် သူမျော်လင့်ရင်ခုန်ထားသည့်တက်ပင်အစပေါင်းများစွာလှပနေလေသည်နေနန်းတွင်ထင်းငေါတုံရီသောတန်စင်နှိမ့်မြင့်မမှန်သောစကားသံတစ်ခုက သူ့နှုတ်ဖြားမှ ခုန်ဆင်းသွားတော်သည် သူ့အတန်ကြောင့်သူမ၏မျက်နာပေါ်၌ခမန်းရခတ်သော အရိပ်ရောင်တစ်ခု ဖြတ်တန်းသွားသည်နေနန်းတွင်ကိုလီ မင်းကိုစောင့်နေခဲ့တာတုံယီတိုးရလွန်သောသူစကားသံတို့ကစူညံတဲ့စူညံ၍လာသောရေကြသံတို့နှင့်ရစ်ပတ်ရောထွေးလို့နေသည်သူစိတ်လှုပ်ရှားစွာခြံစည်းရိုးနားသို့တိုးကပ်လိုက်မိသည် သူ၏လှုပ်ရှားမှုကြောင့်ခြံစည်းရိုးအပြင်ဘက်မှနေနန်းတွေကနောက်သို့ ခြေတလန်းဆုပ်လိုက်သည်ခဏလေးနေနန်းတွေခဏလေးကိုပြောတာကိုမင်းနားထောင်စမ်းပါ ပြီးတော့မင်းကိုကိုတခုခုပြန်ပြောစမ်းပါသူအမောတကောနဲ့နေနန်းွယ်ကိုလှမ်းတားလိုက်မိသည် သို့တော့နေနန်းွယ်ကတော့နောက်တော့သာ တလန်းပြီးတလန်းစုပ်နေတော့သည်မတော်ပါနဲ့နေနန်းွယ်မတော်ပါနဲ့အိုးမင်းထွက်သွားရင် ကိုယူလိုက်မယ်သိရဲ့လားခြံစည်းရိုးပြင်ပတ်မှနေနန်းွယ်ကို သူအော်၍ပြောနေမိသည် သူစကားသံတို့ကတစတဲ့တစကျေလောင်၍လာတော့ ရေကြတန်တို့ကဲ့သို့ပင် အမောတကောနိုင်လွန်လှသည်ခြံစည်းဟုတ်တန်တိုင်းများကိုကန်ရင်းအော်ဟစ်တောင်းမှန်နေသောသူကို နေနန်းတွင်တစ်ချက်ပြုံး၍ကြည်သည်ထို့နောက်တိတ်ဆိတ်ညင်သာစွာပင်ခြာကနေလှည့်၍တလန်းချင်းလှမ်းထွက်သွားတော်သည်ကြက်သေးသေးစွာတွေးဝေးငေးမောနေမိရမှဖြက်ခနဲအသည့်ဝင်လျက်ခြံတကားစီတို့အမြန်ဆုံးပြေးတော်သည်မတော်နဲ့နေနန်းတွင်မင်းမတော်ပါနဲ့ ကိုကိုထားခဲ့ပြီးမစ်ထွက်မသွားပါနဲ့တတွတ်တို့ရေရွတ်စကားတို့နဲ့အတူခြံတကားကိုဆွဲဖွင့်ပြီးမြေပြင်သို့လှမ်းထွက်လိုက်သည်ထို့နောက်ခဝေးဝေးသို့ရောက်ရှိနေပြီဖြစ်သောနေနန်းွယ်ဤနောက်သို့သူအပြေးလိုက်သွားတော်သည် ထိုအချိန်မှပင် ရေကြံထွက်ပေါ်ရာခြံနောက်စီမှစူညံတန်တစ်ခုကို သူကြားလိုက်ရလေသည်နောက်တနေ့မနက်တွင် တင်ထေးအောင်တို့ နေထိုင်ရာရက်ွက်ကလေး၌ အတော်အသင့်ထူးဆန်းသောကိစ္စလေးနှစ်ခု ဖြစ်သွားလေတော့သည်အဖြစ်အပျက်တစ်ခုမှာတင်ထေးအောင်တို့ခြံတောင့်ရှိရေကြတံထွက်ပေါ်ရာမြေပြင်မှာပြိုကျနေစင်းသွားခြင်းပဲဖြစ်သည်ရင်းတို့ဖြစ်ရခြင်းမှာမိုးရေများကြောင့်ဖြစ်ပေါ်လာသောမြေအောက်ရေကြောဤတိုက်စားမှုဖြစ်ကြောင်းနားလေသူများကသုံးသက်ကြလေသည်နောက်အဖြစ်အပျက်တစ်ခုကတော့နေနန်းွယ်ဟူသည့်အမိကို စီမံမှန်းသလိုရွတ်ဆိုနေသောစိတ်ဖောက်ပြန်နေသည့်တင်ထေးအောင်ကို ရက်ကွက်ကလေးနှင့်အတော်ကွာလှမ်းသောရေအိုင်ကြီးတစ်ခုနီး၌တွေ့မြင်ညရခြင်းဖြစ်သည်တင်ထေးအောင်စိတ်ဖောက်ပြန်သွားရခြင်းနှင့်ပတ်သက်၍ဆရာဝန်များကဆံမီးပွဲအတွက်အပြင်းထန်စာချက်ချင်းနှင့်အရေးပြတ်ခံလွန်းခြင်းတို့ကြောင့်ဖြစ်ကြောင်းမှတ်ချက်ချကြသည်ထိုအဖြစ်ပြက်နှစ်ခုပြင်ရက်ကွက်တင်းရှိ လူများသတိမထားမိလိုက်သောအချက်တစ်ခုလည်းရှိလေသည်ရင်းမှာရက်ကွက်အစွန်ရှိအင်ကြီးတို့ယမန်နေ့ညဦးပိုင်းကမှာ ဲခွန်ရန်ရောက်ရှိလာကြသောဧည့်သည်များအကြောင်းပဲဖြစ်သည် ထိုဧည့်သည်များရောက်ရှိလာကြခြင်းမှာသူတို့နှင့်အတူပါလာသည့်စိတ်ဒဇဝေဒနာသည်အမျိုးသမီးလေးကို စေကုတရန်အတွက်ဖြစ်လေသည်ထိုအမျိုးသမီးလေးမှာ သူမကိုသူမဘရင်သမီးဟုမှတ်တင်နေသူဖြစ်ပြီးရိုးရိုးအဝတ်စားများဝတ်ဆင်ပေး၍မရဘဲနန်းတွင်အဝတ်စားများသာဝတ်ဆင်ပေးထားရသည့်ရင်ရင်လေးနှင့်ယူနေသူကလေးဖြစ်သည် သူမမှလည်းမြည်သူမြမတိလိုက်ကြတော့ကိုပိုင်အဖြစ်ပြက်လေးတစ်ခုရှိလေသည်ရင်းမာယမန်နိညာတကောင်ရန်ချင်းကသူမတဲခိုရာအင်ကြီးဤအပြင်ဘက်သို့ခိတခဏလမ်းလျှောက်ထွက်သောအဖြစ်ပြက်ပဲဖြစ်သည် ထိုအဖြစ်ပြက်အသေးစိတ်ကိုတော့စိတ်ဒဇဝေဒနာသည် သူမကိုယ်တိုင်ကလည်းပြန်လဲပြောပြနိုင်မည်မဟုတ်သဖြင့်မြည်သူမြတိခွင့်ရကြမည်မဟုတ်ပေပြက်တနာများဤအစကတော့တိုးတက်ညင်သာသည့် ရေကြတမ်းပဲဖြစ်လေသည်ဟန်သစ်မဂ္ဂဇင်း1990ခုနှစ်ဒီဇင်ဘာလား